ာပါအခုကအလူလေးတစ်ခုသွားနေရပါရှင်အဲအဲ့ဒီချိန်မှာယူတေရဲ့စိတ်ထဲမှာလေးဘာပေါ်လာလဲဆိုတော့သူခဏခဏလာမြင်နေကြရှိရအယောတွေပေါ့နော်အယောတော့ကိစ္စကိုတချို့တကယ်ကိုနားမလဲတာနားမလဲအတွက်ကြောင့်မလို့ရွှေတွေဝဲတယ်ဆိုရင်အယောတွေပေးရတယ်ပေါ့နော်အဲဘာဘာဘာကြောင့်ပေးရလဲယောတွေဆိုတာဘာလဲမသိကြအောင်မသိရခါကြမြို့တော့အဲ့ဒါမေးတဲ့သူတွေလည်းများတယ်ကွာများတဲ့အတွက်ကြောင့်မလို့ဒါမြို့သူဖြေပေးတာပါအဲအယောရှင်းဆုံးအလွယ်ကူဆုံး ပြောမယ်ဆိုလို့ရှိရင်မြို့သူတို့ပိတ်ဆဝယ်လိုက်တယ်ပေါ့နော်ပိတ်ဆဝယ်လိုက်လို့အင်ဂျီတန်းမဖြစ်ဘူးပိတ်ဆဝယ်လိုက်ပြီးလို့ရှိရင်ချုပ်ကိုချုပ်ရမယ်ချုပ်တဲ့ချိန်မှာချုပ်ခရှိရယ်ချုပ်ခရှိရယ်ချုပ်ခပေးရမယ်ချုပ်ခဈေးနည်းတဲ့ဆိုင်ရှိမယ်ချုပ်ခဈေးများတဲ့ဆိုင်ရှိမယ်ကိုကအဲ့ဒါကိုချုပ်လိုက်တဲ့အချိန်မှာအလေအလွင့်နေရှိရယ်ပိတ်ဆကြီးရရှိသမျှပိတ်ဆတွေအကုန်လုံးက ဟိုဒီအင်ကြီးပုံထဲမှာပါတာမဟုတ်ဘူး။ तू ကလက်နာလေးတွေဖြတ်မယ်။အဲတည့်ရမလားဟိုကော်လန်လေးတွေချိုးမယ်။အဲ့လိုပေါ့နော်လိုတလို့ပုံသွင်းပြီးတော့ပုံဖွာရတာဖြစ်တဲ့အချိန်မှာပိတ်ဆအလေးအလွင့်လေးတွေရှိတယ်မလား။အဲ့ပိတ်ဆအလေးအလွင့်လေးတွေကကြတော့အဲ့ဒီ ဒီဒီအထည်ပထဲမှာမပါတော့ဘူးအဲ့တော့သူတို့ကအင်ဂျင်ပုံတပုံချုပ်ပြီးသွားပြီဆိုတဲ့အချိန်မှာဟိုပိတ်ဆာကကွာထပါတော့ပိတ်ဆာတော့ကတကိုင်းရှိချင်းရှိမယ်ပေါ့ဒါပေမဲ့ချုပ်လိုက်တဲ့အချိန်မှာတကိုင်းမပြေတော့ဘူးဒါပေမဲ့သူ့ရဲ့အင်ဂျင်ပုံထွက်လာပြီပြီးရင်နောက်တစ်ခုသူ့ရဲ့ချုပ်ခါရှိမယ်အဲ့ဒါကိုမှဒီဇိုင်နာတွေကပေါ့အင်ဂျင်ချုပ်တဲ့ဒီဇိုင်တွေကနေပြီးတော့သူကဒီပုံတစ်ခုပေါ်မှာကြည့်ပြီးတော့မှယူတယ်လို့ပဲရွှေတွေကလည်းအဲ့လိုပဲမင်းတို့ရွှေတုံးကြီးပဲဝှက်လို့မရအောင်အတုံးလိုက်ဝှက်လို့မရတဲ့အခါမှာမင်းတို့ကလက်စွပ်တွေလုံမယ်ငကတ်တွေလုံမယ်ဆွဲကြိုးတွေလုံမယ်အဲ့တော့ ့ကိုလှုပ်တဲ့ပုံပေါ်မူတည်ပြီးတော့မှအဲ့ဒီအယောအတွက်ဆိုတာအလွယ်ကူဆုံးပြောရင်ချုပ်ခါနေတူတူပဲဒီပရင်သမားတွေကိုဒီရွှေရုံးကြီးကနေမှ ဒီအထယ်ဖြစ်လာတဲ့အချိန်သူတို့လှုပ်ရတဲ့ပညာရှိတယ်သူတို့လှုပ်ရတဲ့ရွှေတွေညော့သွားတဲ့ဟာတွေရှိတယ်အဲ့တော့အရောထွက်တီးဘာကိုပေးရတာလဲဆိုလို့ရှိရင်အတုံးအခဲမှာအထယ်ဖြစ်လာအောင်လို့လှုပ်ဆောင်ရတဲ့အချိန်မှာညော့သွားတဲ့ရွှေချိန်တွေနဲ့သူတို့ရဲ့ပညာအတွက်ပေးရတဲ့ပညာချင်းနဲ့အဲဟာပေါ့နော်အဲ့တော့အရောထွက်ရှုံးနေဆိုတာမြင်သူတို့အင်ကြီးတထည်ထွက်လာပြီးတဲ့အချိန်မှာအဲ့အင်ကြီးကိုပိတ်ဆာရင်းနဲ့လုံးဝဝမ်းဆက်တစုံဖြစ်လာပြီးကဲဝဲသူကိုရောင်းမယ်ဝဲသူရောင်းတဲ့အချိန်မှာ ဲ့ဝယ်သူကဒီချုပ်ပြီးသားဟာကိုတခါတည်းဝယ်လိုက်တဲ့ဟာပဲရမယ်ချုပ်ခဘိုးကကြတော့ရှုံးမှာပဲလေနော်သူတို့တခြားတယောက်ကိုပြန်ပြီးတော့မှဥစ္စာဖြစ်တဲ့ချိန်ကြောက်လို့ရှိရင်လေချုပ်ခနဲ့ပိတ်ဆာဘူးနဲ့ပေါင်းပြီးတော့မှသူတို့ရောင်းရင်ရောင်းလိမ့်မယ်ဒါပေမဲ့ ချုပ်ခါဘူးကတော့ရှုံးတာပဲကွာအဲအဲ့လိုပုံစံမျိုးပဲအရောအဲ့တော့အမှန်ပါလဲဆိုအရောအတွက်များတဲ့ဆိုင်အဲအရောအတွက်ယူလာများတဲ့ဆိုင်ဆိုလို့ရှိရင်ကိုဆုံးရှုံးမှုကများမယ်အရောအတွက်နေတယ်ဆိုရင်ကိုဆုံးကိုဆုံးရှုံးမှုကနည်းမယ်ပေါ့နော်အဲ့ဒီသဘောတရားလေးပါဒါအလွယ်ကူဆုံးအရိုးရှင်းဆုံးဥပမာလေးနဲ့ပြပြပေးတာပါတချို့ကကြတော့လေဒီ ရဲတနိုင်နဲ့ပတ်သက်တဲ့ဟာတွေကတကယ်ကိုမသိတာအဲ့အတွက်ကြောင့်မြို့သူကတော့ဟိုစာကြီးပိကြီးနဲ့ဘလို့ဘလို့ဘလို့ဆိုပြီးပြောတာတဲ့အလွယ်ကူဆုံးအယူရှင်ဆုံးနီးလန်းနဲ့မြို့သူကဒါပြပြပေးတာပေါ့နော်နားလည်သွားမယ်လို့လည်းထင်ပါတယ်အကယ်လို့မြန်နားမလဲကြဘူးဆိုလို့ရှိရင်လည်းမြို့သူပြောပြလို့ရတလောက်ကနေပြီးတော့မှတိတလောက်လေးတွေပြပြပေးပါမယ်ရှင်ကျေးဇူးများရင်တင်ပါတယ်အလူသွားနေရင်တန်လန်းနဲ့အားလေမေးထားတာများနေတဲ့အတွက်ကြောင့်မလို့ဖြစ်ပြလိုက်တာပါရှင်ကျေးဇူးများရင်တင်ပါတယ်တက်တာပါနော်